ပန်းနာရင်ကျက်ယောဂဆိုတာကသူ့ရဲ့ယောဂနာမည်အတိုင်းပဲရင်ကျက်မယ်ချောင်းဆိုးမယ်မောမယ်ရှူရှူမီပြီးတော့အောက်ဆီဂျင်ကျတတ်တဲ့ယောဂတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့ပန်းနာရင်ကျက်ယောဂနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မိန်းကွန်း၅ခုကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒေါက်တာဒီပါဒီနေ့ဗီဒီယိုလေးကိုတော့ပန်းနာရင်ကျက်ယောဂအခန်းရှိရဲ့လူတိုင်း အချက်အခံယောဂရှိရတဲ့လူတိုင်းအိမ်မှာမောတက်တဲ့လူရှိရတဲ့လူတိုင်းကြည့်တင်ပါတယ်နော်အဲ့တော့ဘာတွေဖြစ်ပြီးသားမလဲဆိုလို့ရှင်ပတ်နိုင်ရင်ကျက်ယောဂဝေဒနာရှင်တွေအမေးများတဲ့မေးခွန်း၅ခုအကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်ခေါင်းရှူတာကပတ်နိုင်ရင်ကျက်ယောဂဖြစ်ပြီဆိုလို့ရှင်နောက်ဆုံးအဆင့်လားဆိုပြီးတော့ဒါတချို့တွေမေးကြတယ်အဲ့တော့အရင်ဆုံးခေါက်ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။အဲခေါက်ဆိုတာကစေပညာခေါ်တော့အင်းနေလာလို့ခေါ်ပါတယ်။အပြာရှိတယ်၊လိမ္မော်ရှိတယ် အပြာရောင်ဆိုလို့ရှိရင်တော့သူကဒီဗန်ဒိုလင်လို့ခေါ်တဲ့ဆဲသူတမောဆေးပါဝင်တယ်။လေပုံဆိုလို့ရှိရင်တော့ဒီစတီရိုက်ဆေးတွေပါဝင်တယ်။အဲ့တော့တစ်ခုနဲ့တစ်ခုကသုံးလေရွေးချက်ချင်းမတူပါဘူး။ဒါပေမဲ့နှစ်ခုလုံးကပတ်နိုင်ရင်ချက်ယောဂမှာသုံးပါတယ်။တချို့ဒီခေါင်းတွေမှာဆိုလို့ရှိရင်တော့ဒီဆေးနှမျိုးလုံးပါဝင်ပါတယ်။ဗန်ဒိုလင်လည်းပါတယ်။နောက်စတီရိုက်ဆေးလည်းပါဝင်ပါတယ်။အဲ့တော့ဒီစတီရိုက်ပါတဲ့ဆေးတွေကိုရှူပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ပလုတ်ကျင်းမှုလိုအပ်ပါတယ်။အဲ့တော့လိမ္မော်ရောင်ခေါက်ကိုသုံးမယ်။သုံးမှုနှမျိုးပါတဲ့ခေါက်ကိုသုံးမယ်ဆိုလို့ရှိရင်ပလုတ်ကျင်းမှုလိုအပ်ပါတယ်။ ဲ့တော့ခေါင်းရှူပြီဆိုလို့ရှိရင်တချို့တွေကတွေးပြီးတော့ကြောက်တာပေါ့ဟာငါယောဂရှင်းသွားပြီလားငါယောဂစိုးနေပြီလားအဲ့လိုမျိုးတွေးတတ်တယ်အမှန်တော့မဟုတ်ပါဘူးယောဂရှင်းလို့ဒီခေါင်းကိုရှူခိုင်းတာမဟုတ်ပါဘူးပြောမှဆိုလို့ရှိရင် तू ကယောဂကဒါအရင်မစိုးဘူးဆိုလို့ရှိရင်ကောင်းတဲ့ထိန်းတာဖြစ်ပါတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ယောဂရင်းလို့မဟုတ်ပဲねယောဂအရင်မဆိုးဘူးဒါယောဂအသိပြီးတော့မဆိုးတဲ့အချိန်မှာခေါင်းနဲ့ အလွယ်တကူထိန်းတယ်လို့ပြောလို့ရပါတယ်เนาะဒါလေးကိုကျွန်တော်ကွယ်ပြပြသိစေချင်ပါတယ်အဲ့တော့ယောကအရန်ဆိုးမှလာကျွန်တော်တို့ကတောက်ဆေးတွေပေးရတယ်ပူဆိုးလာပြီဆိုလို့ရှိရင်ဆေးတွေထိုးရတယ်စိတ်ယုံတက်ကြတယ်အောက်ဆီဂျင်တွေရှူရတယ်နောက်ဆုံးအရန်ဆိုးလာပြီဆိုလို့ရှိရင်တက်ရှူဆက်တွေတက်ပြီးတော့ဒါယောဂကိုကုသတယ်အဲ့လိုအချင်းတွေရောက်မှသာကျွန်တော်တို့ကဒါယောဂရှင်းပြီလို့ဒါပြောလို့ရတာပေါ့เนาะကောက်ရှိပုံနဲ့เนาะယောဂကသူတို့ရှင်းသွားပြီလို့ပြောလို့မရပါဘူးเนาะ ရမြောက်မေကမကြတော့ဒီပနိုင်ကျက်ယောဂမဖြစ်အောင်ပနိုင်ကျက်ယောဂမဆိုးအောင်ဘယ်လိုမျိုးအချက်တွေကိုရှောင်းမလဲဆိုပြီးတော့ပြီးကြပါတယ်အဲ့တော့အနောက်ပတ်သက်ပြီးတော့ဖြေရမယ်ဆိုလို့ရှိရင်အရင်ဆုံးအစားအသောက်နဲ့ပတ်သက်ပြီးတော့အရင်ပြောချင်ပါတယ်ဘာတွေရှောင်းမလဲဆိုလို့ရှိရင်စီများတဲ့အစားအသောက်တွေစီကြော်စားတွေနောက်တစ်ခုကမြေပဲလို့အစားအသောက်တွေဒါမျိုးတွေကိုရှောင်းသိချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့တွေကဒါတွေစားပြီးတော့ကျက်လာတာမျိုးရှိလို့ဖြစ်ပါတယ်နောက်တစ်ခုကဖုံမုံတွေတဲမုံတွေဒါမျိုးတွေရှောင်းမှုလိုအပ်ပါတယ်နော်အဲ့တော့ကိုယ်ကဖုံတော့နဲ့သွားမယ်ဆိုလို့ရှိရင် ပြန်ပြီးတော့ကြက်နိုင်ပါတယ်နောက်တစ်တစ်ဆက်ကကြာတော့ဒီအမွှေးတွေပေါ့ခွေးအမွှေးကြောင်အမွှေးတိရစ္ဆာန်တွေရဲ့အမွှေးတွေကိုရှောင်ဖို့လိုအပ်ပါတယ်ဒီအမွှေးတွေကကြက်တာမျိုးဖြစ်တတ်ပါတယ်နော်ပြီးတော့ပြောမှဆိုလို့ရှိရင်တော့ဒီစလိတ်ငွေပေါ့စလိတ်ငွေတွေကဒီပတ်နိုင်ကြက်ယောဂါကိုပို့ပြီးတော့ဆိုးစေတဲ့အတွက်ကိုယ်တိုင်းလည်းစလိတ်မတတ်ဘူးနောက်တစ်ခုကသူများတောက်တဲ့စလိတ်ငွေကိုလည်းရှောင်ဖို့လိုအပ်ပါမယ် ဆက်လက်ဝေးမှာမဟုတ်ပါဘူးမိကုံးငွေတွေကိုလည်းရှောင်ဖို့လိုအပ်ပါမယ်เนาะအဲ့တော့ဒီကိုကဆက်ယုံနေမှာလုံးလို့လဲဆိုလို့ရှိရင်ဒီမိကုံးငွေတွေထွက်တဲ့ဆက်ယုံနေမှာဖြစ်နေမှာဆိုလို့ရှိရင်တော့ဒါတတိထားဖို့လိုအပ်ပါမယ်เนาะအဲ့နောက်တစ်ချက်ကကြတော့ဒီရာသီဥတုအေးလို့ရှိရင်တချို့တွေကကျက်တတ်ပါတယ်အဲ့တော့ရာသီဥတုအေးတဲ့အချိန်မှာတိတိကျကျနွိနွိထွထွနေဖို့အနည်းတဲ့ဝတ်ဖို့လိုအပ်ပါတယ်เนาะ နောက်တဲ့မေးခွန်းတစ်ခုကကြာတော့လူနာတွေမေးလင်းရှိတာကဆရာကြီးပရနီဆိုလုံးဆေးကိုဝယ်တောက်လို့ရလားကျွန်မကြက်လာပြီဆိုလို့ရှိရင်အဲ့ဒါလေးဝယ်ပြီးတော့တောက်လို့ရလားဆိုပြီးတော့မေးတတ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုဖျားမှန်ဆိုလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုယ်ဝယ်ပြီးတော့မတောက်သင့်ပါဘူးအဖြစ်လို့လဲဆိုတော့ပတ်နိုင်ချက်ယောဂါကတိတ်မဆိုးဘူးဆိုလို့ရှိရင်ကျွန်တော်ကရှင်းပါကျွန်တော်ပြောခဲ့သလိုဒီခေါင်းနဲ့ထိမ့်ပါတယ်အဲ့တော့အင်းဒီလိုင်းနဲ့ထိမ့်တယ်မရဘူးဆိုမှသာတောက်ဆေးတုံးတယ်မရအောင်ဆိုလို့ရှိရင်နောက်တစ်ခုကဆေးပိုင်ထိုးရဲပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီ printing ဆိုလုံးကစတီးလိုက်ပါတဲ့ဆေးဖြစ်ပါတယ်တောက်ဆေးဖြစ်ပါတယ် အရန်ဆုံးလက်အချိန်ဒီမှာတုံးတယ်ပေါ့နော်အဲ့တော့ဘေးရဆိုးကျိုးတွေလည်းများတယ်ဆေးကကောင်းလဲကောင်းတယ်ဒါပေမဲ့ तू ကဆေးအောင်ညွန်ကြားချက်ပါမှတောက်ရတဲ့ဆေးတခုဖြစ်ပါတယ်ဘေးရဆိုးကျိုးတွေအများကြီးအတွက်ကြောင့်ကိုယ်တော်ဝန်နဲ့ကိုတောက်မှန်ဆိုလို့ရှိရင်ဒီရေရှည်တောက်ခဲ့မယ်ဆိုလို့ရှိရင်ဆီးကျိုးဖြစ်တာသွေးလိုဖြစ်တာအယိုးပါတာအယိုးပွားတာမျိုးလုံးထိခိုက်တာမျက်စိမှုန်တာဒါမျိုးတွေဖြစ်တတ်ပါတယ်နော်ပြီးလို့ရှိရင်ဒီအရေးရမှာဆိုလို့ရှိရင်လည်း အကွက်တွေဖြစ်လာတာမျိုးတွေဖြစ်တတ်ပါတယ်ပြီးလို့ရှိရင်နော်ရေရှည်သုံးခတ်မဲ့ဆိုလို့ရှိရင် cushion syndrome လို့ခေါ်တဲ့ဒီ steroid ထိတဲ့ယောဂဝိညာဉ်စုလည်းဖြစ်နိုင်ပါတယ်အားကြောင့်မလို့ဒီဆေးရဆေးအောင်ညံ့ကြက်ပါမှတောက်ပါကိုယ်တော်နဲ့ကိုတော့ဝယ်ပြီးတော့မတောက်ပါနဲ့လို့ကျွန်တော်ကပြောချင်ပါတယ်เนาะအဲ့တော့ကိုယ်အနေနဲ့ဆောင်းနှားကျင်တယ်ဆိုလို့ရှိရင်တော့ခောက်ဆောင်းတာပါเนาะပြီးလို့ရှိရင်ဆေးအောင်အနေနဲ့တရားပြပြီးတော့ကိုကကြက်လာတဲ့အခါမျိုးမှာဘယ်လိုရှူရမလဲဘယ်နှချက်ရှူရမလဲဒါတွေကိုတရားတိုင်ပင်ပြီးတော့ရှူသင့်ပါတယ်เนาะခုနကကြက်လာတဲ့အချိန်မျိုးမှာကိုယ်တော်နဲ့ကို စတီရိုက်ပါတဲ့ဆေးတွေပရနီဆိုလုံးလိုဆေးတွေကိုမတောက်ပါနဲ့လို့တော့ပြောချင်ပါတယ်နော်နိုင်ငံသမားတွေအချင်းနဲ့တက်လာဆိုပြီးတော့လည်းမေးကြပါတယ်နော်အဲ့တော့ဒီမေးခွန်းကိုဖျားမယ်ဆိုလို့ရှိရင်ဒါအချင်းနဲ့ကတက်တယ်လို့တော့ပြောလို့ရပါတယ်တခုတော့ရှိတာပေါ့ဒီအချင်းကိုပြုပြင်ထားတဲ့အဟာရဆိုလို့ရှိရင်တော့ဒါတစ်ခါလေးမှခံမသိလို့ရှိရင်ကြက်လာမျိုးဖြစ်တတ်ပါတယ်ဥမာပြရမယ်ဆိုလို့ရှိရင်ဒီအချင်းပေါင်းနေပေါ့နော်အချင်းပေါင်းနေတော့ဒီအချင်းဖောက်ထားတဲ့အဟာတွေဒီလိုမျိုးဟာတွေက တချို့တော့လူတွေမှာခံမသိလို့ရှိရင်ကြက်တတ်ပါတယ်เนาะအဲ့လိုဟာမျိုးဆိုလို့ရှိရင်တော့ကွန်ဒရီထားဖို့လိုအပ်ပါတယ်เนาะဒါပေမဲ့အသီးအနှံတွေမှာပါတဲ့အချင်းတွေနောက်တစ်ခုကဒီဗီတာမင် C လိုမျိုးအချင်းတွေနော်ဗီတာမင် C ပါတဲ့ဆေးပြားတွေဒါတွေတောက်လို့ရလားဆိုလို့ရှိရင်နောက်ဒီအသီးအနှံတွေစားလို့ရလားဆိုလို့ရှိရင်တော့စားလို့ရပါတယ်เนาะအဲ့လိုအချင်းကတော့တည့်ပါတယ်နောက်ဆုံးမေးခွန်းတစ်ခုကကြတော့ဗနက်ရင်ချက်ဝေဒနာရှင်တွေတုတ်ဝဲကာဝဲစေးထိုးလို့ရလားဆိုပြီးတော့မေးကြပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်ဗနက်ရင်ချက်ယောဂဝေဒနာရှင်တွေက တကွေးကဝဲစိကိုထိုးလို့ရပါတယ်။တနေ့တစ်ခါတော့ထိုးသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့သောလူတွေမှာဒီတကွေးဖြစ်ပြီဆိုတာနဲ့ပန်းနိုင်ချက်ကပြန်ပြီးတော့ဖြစ်လာတတ်ပါတယ်။ပြန်ပြီးတော့ကျက်လာတတ်ပါတယ်။အဲ့ဒီခါမှာဒီတကွေးရဲ့လက္ခဏာတွေဖြစ်တဲ့ဖျားမယ်၊နှာစီးမယ်၊ချောင်းဆိုးမယ်။အဲ့ဒါတွေအပြင်ကျက်ပြီးတော့ရှူရှူမီတာအရန်ဆိုးလာပြီဆိုလို့ရှိရင်အောက်ဆီဂျင်ကျတာဒါမျိုးထိဖြစ်တတ်ပါတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ထိုးသင့်ပါတယ်တနေ့တစ်ခါတော့ထိုးသင့်ပါတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဒီကိုရဲ့ပတ်နိုင်ကြယောဂဝိညာဉ်ရှင်တွေအနေနဲ့တဝိကဝဇေက တဲ့လို့ပြောလို့ရပါတယ်နော်တကယ်တော့ကိုကမထိုးပြစ်ဘူးဆိုလို့ရှိရင်တုတ်ကွေးများဖြစ်ခဲ့မှရာသီတုတ်ကွေးဖြစ်ခဲ့မှဆိုလို့ရှိရင်တော့ကိုကတော့ကြက်တဲ့အခံကပြန်ပြီးတော့ဖြစ်လာနိုင်ပါတယ်နော်အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့ဒီပတ်နိုင်ကြက်ယောဂဝိဒနာရှင်တွေအမေးများတဲ့မင်းကုန်း၅ခုပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကိုစိတ်ဆင်းရဲတင်ပါတယ်ကျွန်တော်ရဲ့ All Mamas မြန်မာ Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe မလုပ်ရသေးဆိုလို့ရှိရင်လည်းအဲ့ subscribe လုပ်ကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ video လေးကိုနှိမ့်ကုန်ချုပ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်